တနင်္သာရိုင်တိုင်းဒေသကြီးဘယ်မြို့မှာနေထိုင်တဲ့အစ္စလမ်ဘာသာရေးဆရာတအိုးကိုတနင်္သာရိုင်မြို့နယ်မှာစစ်ကောင်စီတပ်တွေကတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်တိတ်ဆို့သွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်တိတ်ဆို့သွားခဲ့တဲ့ဘာသာရေးဆရာကအသက်44နှစ်ရရှိမလွေရန်ဆန်ခဲခေါ်ဦးစိုးနိုင်ဖြစ်ပြီးမြေမြို့ပေါ်ကခီရော်ရက်ကွက်မှာနေထိုင်တဲ့သူဖြစ်တယ်လို့သိရပါတယ် အဆိုပါဆရာဟာဆေးရောင်ဝယ်လောက်တဲ့အလောက်ကိုလောက်ကိုင်းနေတဲ့သူဖြစ်ပြီးမတ်လ17ရက်နေ့မနက်ပိုင်းမှာဆွေတွေကိုသွားယူရဲတနင်္သာရီမျိုးဘက်ကိုစိုက်ကဲနဲ့သွားတဲ့အချိန်ပြစ်ခတ်ခံရတာဖြစ်တယ်လို့ဗိဒိတာခတ်တအုပ်ကဆိုပါတယ်ပြစ်ခတ်ခံရတဲ့နေရာကတော့တနင်္သာရီမျိုးနယ်ရေဖြူကျွေးရရှိ ဖြူအကုန်နီးမှာကင်မုံဝင်နေတဲ့စစ်ကောင်စီတပ်တွေကပြစ်ခတ်ခဲ့တာကြောင့်မော်ရီလန်ဆန်ခန့်ရဲ့လက်နယ်ဝမ်ပိုင်းမှာကြည်ထင်မှန်ခဲ့တာဖြစ်တယ်လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။မတ်လ12ရက်နေ့မှာတော့တနင်္လာမျိုးနဲ့ရှိပြည်သူ့စေယူကနေတဆဲဘိတ်မြုပ်ပြည်သူ့စေယူကိုပို့ဆပြီးစေကူတာမှုခံယူခဲ့ပေမဲ့မတ်လ14ရက်နေ့ည7နာရီလောက်မှာတော့တိတ်ဆိုးသွားခဲ့တယ်လို့သိရပါတယ်။တိတ်ဆိုးသွားတဲ့ဆရာကိုမတ်လ15ရက်နေ့မှာတော့အစ္စလန်ထုံနန်းနဲ့ညီမြေမျိုးပါတာဝါဆိုတင်ဆိုင်မှာမြေမျိုးစစ်စိုးလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။